မင်္ဂလာပါရှင်။ဝသမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်အကြောင်းပြုံမြို့မှာဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေအတွင်းနာဆာကတပ်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုကြောင့်အေအေအိုးဆောင်တဲ့ပုံပေါင်းအဖွဲ့တွေဟာအထိနာနေပြီးတော့နာဆာကတပ်တွေကမင်းတပ်တောင်ကုန်းကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့လူမှုကွန်ရက်မှာသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒေသတပ်ပိုင်းထဲမှာကြောင်းပြုံမြို့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသမှာဖြစ်ပါတယ်။ ဒီစီဇန်လေးမစတင်ခင်မှာတော့မော်တာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရင်ရကလင်းနဲ့ကအဖွဲအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာတောက်ပြုံမြို့ကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမြေနာစာကတက်တွေရဲ့ဟန်ကျဲညီစွာပူပေါင်းတိုက်ခိုက်မှုတွေကြောင့်အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲတွေအထိနာနေပြီးတော့ နာဆကတက်တွေကတောက်ဖြူမြို့ကမဲတက်တောင်ကုန်းကိုတမ်မတော်ကပြန်လဲသိမ်းယူလိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ရကလန်နဲ့ကအဖွဲ့အေအိုးဆောင်တဲ့ပို့ပေါင်းအဖွဲ့တွေဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းမှာရခိုင်ပြည်နယ်အတွင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပြီးနောက်ကြောက်ဖြူမန်အောင်စစ်တွေမျိုးတို့ကလွှဲပြီးတခြားမျိုးတွေကို ထိန်းချုပ်ထားပါတယ်။အေအိုးဆောင်တဲ့ပို့ပေါင်းအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနောက်ပိုင်းတွေက တောင်ပြိုမျိုးရှိ NASA ကတက်စခန်းတွေကိုတေတိုဆန်ပြစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ပြီးခဲ့တဲ့မလအတွင်းကလည်းကြောက်ပြုံကိုကြောက်ပြုံမျိုးကို တိုက်ခိုက်တာတွေရှိခဲ့ပေမဲ့အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာထိခိုက်ကြဆုံးမှုတွေမျှခဲ့တဲ့အတွက်တိုက်ခိုက်မှုအရှိန်လျှော့ချခဲ့ပြီးလက်ရှိချိန်မှာကြောက်ပြုံမျိုးကိုတကြောပြန်တိုက်ခိုက်လာတာမျိုးဖြစ်ပါတယ်။ရခိုင်ပြည်နယ်တောင်ပိုင်းကတရုတ်စီမံကိန်းတွေအများပြားတည်ရှိရာကြောက်ပြုံမျိုးနယ်မှာ စစ်တပ်နဲ့အေအေအဖွဲ့ကြားပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့မှာစတင်ပြီးတိုက်ပွဲဖြစ်ပွားနေရကြောင်းဒေသခံတွေအရေးပေါ်နေရက်ဆုတ်ခွာတိုင်းဆောင်နေကြရတယ်လို့တိုက်ပွဲတွေကြားကြေးပါအများပြားထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။တိုက်ပွဲတွေဟာတောက်ဖြူမျိုးကနေ6မိုင်လောက်သာကွာဝေးတော့တဲ့အမှတ်32တိုက်ခိုက်ရေးရဲတပ်ရင်အနည်းကိုရောက်ရှိလာနေပြီဖြစ်ပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့သိရပါတယ်။ ကြောက်ပြူအခြေဆိုင် MH 32ရဲတပ်ရင်အနီးမင်းတပ်တောင်ကျေးွာရှိကာကင်စခန်းနဲ့အစိုးရစစ်မှုလက်မှုတင်တန်းကြောင့်မှတက်ဆွဲထားတဲ့စစ်တပ်စခန်းတွေကိုအေအေကပြီးခဲ့တဲ့မေလ16ရက်နေ့ကထိန်းချုပ်ခဲ့ပြီးနောက်ရပိုင်းအကြမ်းမှာပဲနာဆာကတပ်တွေကမင်းတပ်တောင်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းတွေဟာနာဆာကကိုအားပေးနေတဲ့ Telegram မှာဖော်ပြတာတွေရှိခဲ့ပါတယ်နာဆာကဟာကြောက်ဖြူမြို့တိုက်ပွဲအတွင်း သကန်းတချို့လက်လွတ်ခဲ့ရပြီးနောက်တီးတက်ရေတက်အပြင်ဒေသောင်းကပါတရဆက်တိုက်ခိုက်နေတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ကြောက်ဖြိုနဲ့စစ်တွေမျိုးအနည်းမှာနာဆကတက်နေအေအေတက်ဖွဲ့တွေကြောင့်နေစဉ်နေပါတိုက်ပွဲဖြစ်ပွားလျက်ရှိနေပေမဲ့မန်အောင်ကျွန်းကတော့တိုက်ပွဲလုံးဝမဖြစ်ပွားသေးရာမရှိသေးပဲစစ်တပ်ကရေတက်နဲ့တီးတက်ကိုအင်အားဖြစ်တင်ပြီးအပြေးဝထိန်းချုပ်ထားတဲ့မျိုးတက်မျိုးလည်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိကြောက်ဖြိုမျိုးရဲ့တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်ရောအေအေဘက်ကပါတရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ကြောက်ဖြူမျိုးမှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်လက်ရှိမှာအရေးပေါ်စစ်ဆောင်လာကြရသူအရေးအတွက်က၄000ဝန်းကျင်တိရှိလာနေပြီးတော့တိုက်ပွဲတွေကြောင့်အခုချိန်အထိမိမိနေရက်ကိုမပြတ်နိုင်သေးပဲနေဆက်ရာကြေးပါတွေတောတောင်လက်ရာတွေနဲ့ဖုံးကြီးကျောင်းတွေမှာနေထိုင်နေကြရလို့သိရပါတယ်။လက်ရှိမှာကြောက်ဖြူမျိုးနယ်ရှိ ကလာပါတောင်ချောင်းစီမော်ဆိုင်ချုံ ၊ရှောက်ချောင်း၊ဦးကင်ကက်တပြေ၊ပြားတဲ၊ကြံ့ချင်းစားရဲကျေးရွာတွေအပါအဝင်ကျေးရွာအများပြားနဲ့ကြောက်ဖြူမြို့ပေါ်ကဒေသခံတချို့ဆေးဘေးတင်းရှောင်နေရဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူမြို့ဟာရခိုင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လေးဖြစ်ပြီးဘင်္ဂလားပင်လယ်အော်ရဲ့အရှေ့ဘက်ကမ်းခြေအနီးပင်လယ်ပြင်မှာတရှိနေတဲ့ရန်ပြေကျုံရဲ့မြောက်ဖက်အစွန်တန်စစ်မြို့ဝမှာတည်ရှိပါတယ်။ရန်ကုန်မြို့ကနေအနောက်မြောက်ဖက် 1950 km 400အပါမှာတည်ရှိပြီးအိန္ဒိယနိုင်ငံကာလာကတာမြို့နယ်ရန်ကုန်မြို့တို့အကြားစံစဘာကုံသွေးရောင်တဘာဝအလျောက်တည်ရှိရဲ့ပင်လယ်စိတ်ကမ်းတည်ရှိပါတယ်။ကြောက်ဖြူမှာတရုတ်စီမံကိန်းကြီးတွေရှိတယ်လို့ဂျေနန်နဲ့တဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းလည်းရှိနေရာကြောင့် NASA ကအဆိုရနဲ့ရခိုင်လည်းနဲ့ကအဖွဲအတွဲအရေးကြီးရဲ့မြို့ဖြစ်ပါတယ်။ကြောက်ဖြူမြို့နယ်မှာစစ်တပ်ရဲ့ဓညဝတီရေတက်စကန်ဌာနချုပ်တောင်မော်ကြီးရေတက်စကန် ုံးကျွင်ရေတက်စကန်ခလာရ34ခမာရ942ခမာရ943စားတဲ့တရင်တွေနဲ့အမှတ်32ရဲတက်ရင်တို့အခြေစိုက်ထားပါတယ်။အေအူးဆောင်တဲ့ပူပေါင်းအော်ပရေရာတောက်ဖြူကိုတိုက်ခိုက်ရမှာဓာညဝတီရေတက်စကန်ကိုအဓိကထားတိုက်ခိုက်နေရမျိုးဖြစ်ပြီးတော့အေအူးဆောင်တဲ့ပူပေါင်းအော်ပရေရာရဲတက်ရင်32ခမာရ943ခမာရ942ရှိရာလမ်းကြောင်းဖြစ်တဲ့ စီမော်ဦးကင်းစစ်တော်ကတ်တပြေတပြုတ်တောင် အစရှိရဲ့ရွာတွေကတဆင့်အဲ့ဒီရဲတရင်32နဲ့ခမာရ943 942စီကိုချင်းခတ်တိုက်ခိုက်နေရမျိုးဖြစ်တယ်လို့သိရပါတယ်။တောက်ဖြူမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်နာဆာကတပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံရတာမျိုးရှိခဲ့သလိုဖြူအမိုးအပါဝင်နာဆာကတပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံရတာကြာဆုံးတာတွေရှိနေတယ်လို့ ရခိုင်အခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။ဒါမှမဟုတ်နောက်ဆက်ကတက်တွေဟာ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ထိုးစစ်စင်ကို အကောင်းဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်ခဲ့လို့သိရပါတယ်။နာဆာကဟာကြက်တိုက်လေရင်အစင်းရေ6စင်းအသုံးပြုတ်ပြီးတပြိုင်နက်ပုံကျန်နေတယ်လို့ drone အစင်းရေယာနေချီအသုံးပြုတ်တိုက်ခိုက်နေရာ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေပြီးတော့စကန်တွေလက်လွတ်ထွက်ပြေးနေရတယ်လို့ Facebook လူမှုကွန်ရက်ရှိ Rakhine ပြည်နယ်နဲ့ဆက်နွယ်တဲ့ group တွေထဲမှာရေးသားဖော်ပြတာတွေရှိနေပါတယ်။တိုက်ပွဲသတင်းတွေကို Telegram လူမှုကွန်ရက်မှာဖော်ပြနေတဲ့ page တစ်ခုဖြစ်တယ်။ Compass News ကလည်းတောက်ဖြူမြို့တိုက်ပွဲတွေအတွင်း NASA ကတက်တွေရဲ့ drone တွေအသုံးပြုတိုက်ခိုက်မှုတွေက အားရစရာကောင်းတယ်လို့ဆိုပါတယ်။ Compass News ကဗမာမာ KIA တွေစိုက်တက်ကြပြီးအယူကြီးယူနေလို့ ကျောင်းဖြူကိုအကျန်းဖက်အေရအခွဲကဖိအားပေးပြီးစစ်မျက်နှာပြောင်းချက်နေပါတယ်။ကျောင်းဖြူကစိုးရင်ကြအနေထားမရှိပါဘူး။ရန်သူရဲ့ရှေးခတောင်စခန်းကိုရရှိပြီးနောက်ပိုင်းကိုဘက်ကအောင်မြင်ချက်နေလို့ထိတွေ့တိုက်ပွဲခက်ဆစိတ်ဖြစ်နေကြပါ။ကျောင်းဖြူဒေသမှာဆိုရင်ဒရုန်းတွေလည်းအားရစရာပါပဲ။ရခိုင်ဒေသမှာအေအေကိုပြန်လည်ဦးနှိမ်ထားပြီးဖြစ်တယ်လို့ရခိုင်လူမျိုးယောက်ျားသားမကြံတော့ပဲအမျိုးသမီးတွေကိုပါအေအေအခွဲကပေါ်တာဆွဲလူသစ်စုနေလို့တောင်ပိုင်းသားရခိုင်တွေကလည်း အတန်တွေထွက်လာကြပါပြီ။ထုံးမြနိုင်အနေနဲ့ဆက်ပြီးမိုက်တွင်းနဲ့နေရင်ရက်ကအမျိုးပြုတ်သွားမှာဖြစ်ပြီး PDF MNDA အဖွဲ့တွေပါဝင် တိုက်ခိုက်နေရတာမျက်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ထူးကြတာကနာတခ AR ဒေတာပါ။အဲ့ဒီဒေတာမှာအလင်းဝင်တယောက်ရှိပြီးတိုက်ပွဲတွေမှာအကြမ်းဖက် AA PDF 40တယောက်ရှိပါတယ်။လုံငယ်သဘော အရတော့အရှင်မိတွေကိုမဖော်ပြတော့ပါဘူး။ အခုချိန်မှာ AR တိုင်းရဲကိုကျူးလာတဲ့ AA နဲ့အပေါင်းပါတွေဟာရှေ့ကြီးမြောက်ဆန်းဘက်မှာဆောက်ခွာထွက်ပြေးနေရပါပြီ။ဒါရီယာဖြစ်စဉ်အမှန်တွေပါချက်ကရေးထားခြင်းမရှိပါဘူး။ပြည်ဖြတ်မီဒီယာကတော့ငတိုင်းချောင်းဘက်မှာစစ်တပ်ကမြေကျင်းတိုးပြီးရှော့တိုက်တယ်လို့ဖော်ပြနေကြတယ်။ခေပညာတက်သူတယောက်ဆိုရင်ဟောက်မဟုတ်စဉ်းစားကြည့်ကြပါဆိုပြီးတော့ရှင်းသားဖော်ပြထားပါတယ်။ AA ဟာရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာမြို့ကိုထိန်းချုပ်နိုင်ရင်ပြီးရောပုံစံမျိုးနဲ့ လူအင်အားသုံးတိုက်ခိုက်ခဲ့ရာလူအင်အားလိုအပ်ချက်တွေရှိနေတဲ့အတွက်ကြောင့်ရခိုင်ပြည်နယ်အတွင်းအတင်းကျပ်လူသစ်စုဆောင်ခဲ့ရာလက်ရှိချိန်မှာရခိုင်ပြည်နယ်အတွင်းနေထိုင်နေတဲ့အသက်25နှစ်အတွင်းအမျိုးသမီးတွေအသက်16နှစ်နဲ့45နှစ်အမျိုးသားတွေကိုလူသစ်စုဆောင်ဖို့စီစဉ်ခဲ့ပါတယ်။အေအေဟာအတင်းကျပ်လူသစ်စုဆောင်ထားသူတွေကို45ရက်ကြာစစ်တမ်းနဲ့ပြေးပြီးရှေ့တန်းကိုဆဲလို့တိုက်ခိုက်ခဲ့ရာရခိုင်လူမျိုးတွေကြားမကျေနပ်မှုတွေမြင့်တက်လာနေပြီးတော့ တောင်ကုန်းမြို့မှာလည်းစန္ဒပြပွဲတွေဖြစ်လာနေပြီးအေအေတပ်ဖွဲ့ဝင်တချို့နဲ့ဒေသခံတွေကြောင့်ထိတိုက်တွေးဆမှုတွေဖြစ်လာနေရလို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။အေအဖွဲ့ကောင်းဆောင်ထုံမြန်နိုင်အောင်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခြင်းမရှိပေမဲ့အင်အားလိုအပ်ချက်အရာ အတင်းကျပ်လူသစ်စုဆောင်းနေရရခိုင်ပြည်နယ်အတွင်းနေထိုင်နေတဲ့တချောင်းလူနေစု တိုင်းသားမျိုးနွယ်စုတွေမျိုးသုံးပါကိုစိုးရိမ်နေတယ်လို့သိရပါတယ် က်ခိုင်ပြည်နယ်အတွင်းမှာရက်ခိုင်လူမျိုးတွေအပြင်မြို့ခမီးဒိုင်းနဲ့တက်မရမာကြီးအစားရှိတဲ့တိုင်းရင်းသားတွေနေထိုင်နေရအဲ့ဒီတိုင်းရင်းသားတွေကလူနည်းစုတွေသာဖြစ်ပါတယ်။နာဆာကအနေနဲ့ကြောက်ဖြူမျိုးမှာတိုက်ပွဲတွေဖြစ်ပွားနေခြင်းအတွင်းရက်ခိုင်လည်းနဲ့ကအဖွဲကိုအလုံးရှုပ်အောင်ပါယုံမြအောင်၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေကိုနှောက်ရှက်တိုက်ခိုက်တာတွေလုပ်တင်တယ်လို့နာဆာကအနေနဲ့ကြောက်ဖြူတိုက်ပွဲမှာစီးရည်လေးအမြောက်တက်တွေဟန်ကျက်နေကြီးအသုံးပြုပြီး အေအေဦးဆောင်တဲ့ပူပေါင်းအခွဲတွေကိုစစ်ဦးကျုပ်အောင်လှုံ့ဆော်တဲ့နယ်လို့သုံးသက်တာပဲလည်းရှိနေပါတယ်။စေစေဝင်စားသူတဦးကတော့ကျောင်းဖြူတိုက်ပွဲနဲ့ပတ်သက်ပြီးပထမအချက်ကတိုင်းသုံးတိုင်းအဆက်ကအေအေစစ်မျက်နှာကိုစစ်ဦးကျုပ်အောင်လှုပ်ရမယ်။ဒုတိယအချက်ကအေအေနောက်တန်းက၆ပတ်အုပ်ချုပ်မှုစနစ်ကိုပြတ်ပြအောင်လှုပ်ရမယ်။ဒီလိုစေချိန်ခွင်ရှာကိုမထိန်းနိုင်တော့ကျောင်းဖြူတိုက်ပွဲကပုံမပြင်းထန်လာမှာဖြစ်ပါတယ်။ဒါအပြင်ကျောက်ဖြူနဲ့မဒေးကျွန်းပတ်လည်က ပင်လယ်ပြင်မှာစစ်ရရင်တွေနေရာယူထားပေမဲ့တစ်ဖက်ကရန်သူစိတ်ဝင်မှုတွေနေရာယူစကန်ချထားမှုတွေနဲ့လှုပ်ရှားစုဖွဲ့မှုတွေကိုလက်အုံးမှုယူလှုပ်ရှားတာမျိုး LOC ဖြတ်တောက်တာမျိုးလှုပ်ဆောင်တဲ့နေဆိုပြီးတော့ပြောပါရရှင်